ဟုတ်တယ်အလုတ်ထွက်လိုက်တယ်ဘုဒ္ဓချင်းနေထွက်ခဲ့ပေမဲ့ဒီ15နှစ်လုံးလုံးမှာကိုယ့်ရဲ့သချင်းတွေကိုကိုကိုယ်တိုင်မဖို့ထုတ်ခဲ့တဲ့ဟာရှိတယ်။အဲ့ဒီသချင်းတွေကိုပြန်လည်ဖို့ထုတ်သွားမယ်။အဖေကကိုယ့်ကို support လုပ်တာ။အဲ့ဒါနဲ့တကယ်တော့ဟဲ့အဖေကြွေးရတော့ငားလေ။ပြောကိုကတော့အဖေကိုလှုပ်ကြွေးရပါဆိုတာ။ဘေးဘေးတမီးကိုမပူနဲ့တော့အဖေကလည်းတမီးအဖေကိုမပူတယ်တော့။ 老板娘，好的。啊，对，come back。 နေနဲ့ဒါဆိုရင်ဒါကုနေမျိုးဆိုင်ပေါ့နော်6 plus ဒါမှာအဲ့ဒီတကူတော့ mini concert ပေါ့ဟုတ်ပါပြည့်နေပါဘူး။ဒါကြီးကနည်းနည်းလောဘကြီးသွားအခုတိုင်ရင်လည်း16ပုံလောက်ပြည့်နေ။အဲနှစ်ပိုင်းခွဲစုံပဲပေါ့။ဟုတ်။မှာအဲ့လိုမျိုး ခြားပွဲရဲ့အဲ့လိုမျိုးပြိဿအနေနဲ့သွားနှားထောင်တဲ့အချိန်မှာအဲ့လိုမျိုးဒီနေရာအနေထားအရဆိုလဲအဲ့တော့ဒီကနည်းနည်းအရန်ဟိုပြင်းတဲ့ rock တခြင်းတွေပါနည်းနည်း short ထားတယ် short ထားပြီးတော့အဲပြိဿလည်းပို့ပြီးရင်းနှီးတဲ့တခြင်းမျိုးလေးရွေးထားတယ်အဲဒီတခြင်းတွေပါတယ်ပြီးအဖေတခြင်းအဖေရေးတဲ့တခြင်းပေါ့ mainly ကတော့အဲအဲ့လိုမျိုးလေးပါမယ်အဲတီဗီသားသင်းလေးတွေဘက်ကိုပို့ပြီးတော့ဦးစားပေးရွှေထားတယ်ဆိုတော့ခုနလေးကြားရတဲ့ဒါတူကရ ဟုတ်တယ်ဟုတ်တယ်ရှိမှတိုက်ပြီးသွားဟုတ်တယ်အလုံးထက်လိုက်တယ်ပြီးတော့အာတကယ်တော့ဒီ music တခုတည်းတော့မဟုတ်ဘူးမသိရတော့ဟို content อ่ะလဲကိုယ့်ကိုယ်လဲ create လုပ်တတ်တယ်ဆိုတော့ content ဘိုင်း online ဘိုင်းနောက်ပြီးတော့ဒီအခုဒီအရင်တော့ကတချင်းနေပေါ့ကိုယ်တချင်းနေထွက်ခဲ့ပေမဲ့ဒီ15နှစ်လုံးလုံးမှာ ကိုယ့်ရဲ့သချင်းလေးကိုဟိုပါပေါ့ဟိုကိုကိုယ်တိုင်းမဖော်ထုတ်ခဲ့တဲ့ဟာရှိတယ်။အဲ့ဒီသချင်းလေးကိုပြန်လည်ဖော်ထုတ်သွားမယ်။ online ရေနောက်ပြီးတော့ဒီ MTV တို့အလိုမျိုးပေါ့နော်။ရိုက်သွားမယ်။ရိုက်သွားပြီးတော့ platform တွေပေါ်တင်ပေးမယ်။တင်ပေးပြီးတော့ဒါဒါဆိုအကုန်လုံး access ရသွားမယ်ပေါ့နော်။အဲ music back ကိုချိန်ပေးထားမယ်။အဲနောက်ပြီးတော့ other အနေနဲ့တော့ဒီကတော့ဟိုကိုယ်ပိုင် business လဲဒါစပြီးတော့ establish လုပ်နေပြီ။ဟုတ်။အဲ့တော့ ်ရင်ဆိုဆိုတော့တိရငကိုတဲ့ကအဲ့လိုမျိုးဟောပေါ့တခုခုဆိုပူပန်တတ်တယ်အဖေကအဲ့လိုမျိုးလူလူဆိုတာကဒါ spending ကဒါအဲ့လိုမျိုး income မရှိမရှိဘူးဆိုရင်လည်း spending ကရှိနေပါပဲလေအဲ့တော့တိရအဲ့လို minus ဖြစ်မှာကြောက်တယ်ကြောက်တယ်ဆိုတော့အဲ့လိုရဲတဲ့ငငယ်တွေကအဲ့လိုမျိုးလေးโลบะแลไม่จริงดังแม้ไอ้หลุเล่บ่เนาะโหเมียนแท้ๆตะตะเล่ไอ้หลุเลิกตาซะ အဲဖေကတမိအလိုပေါ့လေဟိုအင်ကမ်းမရှိပေမဲ့ပေါ့နော်စိတ်မပူနဲ့ပေါ့အဖေကကိုယ်ကို support လုပ်တာအဲ့ဒါနဲ့တကယ်တော့ဟဲအဖေကြွေးရတော့ငါလေပြီးတော့ကိုကတော့ဖေကိုလှုပ်ကြွေးရပါဆိုတော့အဲ့ဒါနဲ့နောက်တော့ဒါပေမဲ့ဟိုပါအဲ့လိုမျိုးတခြား investment တွေကမတည်လှုပ်ထားပါတယ်လှုပ်ထားဆိုတော့ကိုကလည်းအဖေကိုပြအဖေအဖေတမိကိုမပူနဲ့တော့အဖေကလည်းတမိအဖေကိုမပူနဲ့တော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ဘာမှရတဲ့ချိန်မှာကိုယ့်အတွက်တကယ်အဖော်ကတော့ဖရာတရားတန်ကာပေါ့နော်အဲ့တော့ဒီဒီအဖော်ကတော့ဒါကိုယ်သေးတဲ့ယူသွားမှာပဲနိ အဲ့တော့ဒါမိဘလည်းကိုယ်တလောက်မိဘဆိုတော့အမေကတော့ဒါမရှိနိုင်တော့ဘောနော်အဲ့တော့အဖေကအဲ့လိုမျိုး fully support ပေါ့လေအဲ့လိုဆိုတော့ဒါ life မှာလိုပဲဟိုနေပြောပါတယ်အမေကတော့လေအမ်ဒီအဲ့တုန်းကတော့ဝန်တန်းပေါ့ဝန်တန်းလုပ်နေတုန်းကဆိုရင်အမေကသူကအဓိကသူ check up တွေပါတိတ်မလုပ်ခဲ့ဖြစ်ဘူးအဲ့တော့သူတကယ်နေမကောင်းတဲ့အချိန်မှာယောဂတွေအများကြီးပဲအဲ့လိုမျိုး သူ့ကုပေးခဲ့ရတယ်အဲ့လိုမျိုးအမေကသူကဒီဟိုဟာ urine cancer ကန်ဆာနဲ့သူဆုံးတာအဲ့ဆိုအဲ့ကန်ဆာဆိုရဟာတည်တဲ့ချိန်မှာအမေကအဲ့လိုဟိုသူ့မကုနဲ့တော့ဗောအမေမရဘူးရတယ်လို့ဟိုကိုကတော့ကုမှာပဲလို့ကုမှာပဲဆိုတာ ဒါဟိုဒါအမေသူ့ရဲ့ဒီကုတို့ရှိ သလောက်ကံရှိသလောက်ဒါသူအသက်ရှင်ကိုကတော့မကုလိုက်အောင်ဆိုတာမဖြစ်စေရအောင်အဲအဲ့လိုမျိုးအဖေကတော့အဓိကအဲ့လိုသူကအစားတောက်လဲအမားတို့လိုအရင်မစားဘူးဆိုတော့တော်သေးတယ်သူက medical check up လေးမှန်မှန်လုပ်ဒါပေမဲ့လူကြီးဖြစ်တဲ့အတွက်တော့အဲသူဒီဆေးလေးတွေအဲ့လိုပေါ့နိ regular ဆေးလေးတွေတော့တောက်ရတာရှိရဲအဲအဲ့လိုမျိုး အဖေတောင်နဲ့တောင်ပေါ်လေးခုနလိုအဖေဖေဂူးဆိုင်အဖေကလည်းသမီးဂူးဆိုင်ကနည်းနည်းဟိုကြော်ညာတာလဲဟိုကတ်သွားတယ်ဗောနော်ကတ်သွားတယ်ဆိုတော့ဒါပေမဲ့မသိလဲတက်နိုင်သလား အဲဟိုကူပြီးတော့ကြော်ညာပေးတယ်အဲ့တော့တချို့ပြိသက်တွေနေတွေဖြစ်တယ်အာလာချင်တယ်လာချင်တယ်ဆိုအဲ့တော့အဓိကတော့ဒီ Friday ဖြစ်တဲ့အတွက် Friday ဆိုတော့ဒီမှာရန်ကုန်မှာတော့ဒါယုံသွားတဲ့သူတွေများမယ် Friday ဒါသူ night out လုပ်လို့ရမယ် chill ကျင်တယ်ဒီသစင်းနေနားထောင်ကျင်တယ်ဆိုရင်တော့ဒီကိုလာလို့ရပါဘောအဲ့တက်ွက်ရောပါဘူးတက်ွက်တက်ွက်ရှင်ရောပါဘူးအာတက်ွက်တက်ွက်မျိုးတော့တော့ဖះဆူလို့ပြောတယ် ားပေါ့အစုံတရားတော့လည်းဒါကတော့ဆိုရမှာပေါ့အဲ့တော့အခုကတော့ဟိုမသိတယောက်တည်းဆိုတော့အဲ့မဲ့အခုကသစင်းတိုက်တော့ဒီဘန်ကမောင်လေးညီမလေးတွေကလည်း harmony ရောလိုက်ပေးရဆိုတော့အဲ့လိုမြန်မြန်ဆန်ဆန်လေးပေါ့နော်အဲ့တော့ဆိုရတာတော့အခုတော့သစင်းတိုက်ရတော့ပြောမှုကောင်းပါတယ်ဒီရှေ့မှာဒါဝန်ထမ်းလုပ်တယ်အဲ့တော့ဝန်ထမ်းလုပ်တော့15နှစ်ကျော်သွားပြီပေါ့နော်အဲ့တော့တွေ့ကြုံနေလဲတော့ဆုံသွားပြီဆုံသွားပြီဆိုတာဟိုဟာ industry လည်းဆုံပဲ အဲအဲ့လိုဆိုတော့အဲ့ချိန်မှာတော့ PD music bag ကိုမလှုပ်ရှားဖြစ်ဘူးပေါ့เนาะဒါပေမဲ့ဒူတာဒူတာတော့ဆိုဖြစ်တယ်ဒါပေမဲ့အခုကတော့ fully ပေါ့ fully ပဲဟုတ်တယ်ဆေးရောက်ပြီးတော့ကျမချမ်းသာပါစေဟာဇီဝလက်လက်ပိုင်းလည်းကြီးကြီးပွားတိုးတက်အောင်မြင်ပါစေအလူတန်းနေလည်းပြုနိုင်ပါစေတဦးနဲ့တဦးလည်းစစ်စစ်ခင်ခင်နဲ့စောင့်ရှောက်နိုင်ပါစေကျေးဇူးတရားလည်းတည်တတ်နိုင်ကြပါစေလို့လည်းအမြဲစုတောင်းနေအဲ့တော့ MC လည်း ကျမချမ်းသာပါစေဒီထက်မကအောင်မြင်ပါစေဆုတောင်းပါတယ်